ပါရှင်ပြည်စီတည်င်းဌာနကနေကြိုဆိုပါရစေ။ကျွန်မဇာပါဒီကနေ့ဂျူလာ18ရက်မနေ့ပိုင်းနောက်ဆုံးရရှိတဲ့ဆက်ပြသွားမှာပါ။ယနေ့မနေ့ပိုင်းအမေတည်င်းကတော့ချင်းပြည်မြောက်ပိုင်းကျွန်းဆိုင်မြို့နယ်ပြည်ဝမှာပြည်လေးစခန်းချလာတဲ့ဇက် RA တစ်ခွကိုအေရအပြည့်ဆုံးဖြည့်ရှင်းသွားမယ်လို့ CDF တပ်စံကတည်ပါရစေ။ကပ္ပငေချမ်းရေကိုဖြစ်တဲ့လူထုခေါဆောင်တို့အောင်ဆန်းစုကြည်နဲ့အတူကျေးအားလုံးကိုချွင်ချက်မရှိအမြန်ဆုံး ဖက်ဒရယူနစ်ထွတ်တော်တွေထွတ်တော်ဘူးကော်မတီတွေကတောင်းဆိုလိုက်ကြပါတယ်။အန်ပြည်မြောက်ပိုင်း TNLA ထိချုပ်ထားတဲ့နောက်ချုံအကြက်ပတ်စီနဲ့ TNLA တပ်ဖွဲ့တို့အကြားတပ်ဖြစ်ပေါ်နေတဲ့တရင်တွေနဲ့တူအခြားစိတ်ဝင်စားရတဲ့တရင်တွေတိဆက်ပေးဖို့ရှိပါတယ်ရှင်။ ချင်းပြည်မြောက်ပိုင်းတွန်းဆံမြို့နယ်မော်ကွေးကျေးရွာမှာပြည်내စကန်ချလာတဲ့ ZRA တပ်ဖွဲ့ကိုစစ်ရေးအရာအပြင်းထန်ဆုံးဖြေရှင်းသွားမယ်လို့ CDF တွန်းဆံကတတိပေးလိုက်ပါတယ်။တွန်းဆံနယ်ချခါမြို့ကျားမှာရှိတဲ့မော်ကွေးကျေးရွာက ZRA စကန်ကိုပြီးခဲ့တဲ့ဇွန်လ9ရက်နေ့က CDF တွန်းဆံကတိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးဒေသခံပြည်သူတွေကိုတနာကျင်နာထောက်ထားသောအပြင်စကန်ချနေထိုင်ခြင်းမပြုခဲ့ဘူးလို့ CDF တွန်းဆံကဆိုပါတယ်။ ဇာရီတပွဲဖက်ကတောက်ကိုအခွင့်ကောင်းယူပြီးယခုအခါမကွေးကြီးရွာမှာစခန်းများကိုတူချေကပြန်လည်နေထိုင်ကြလာပြီး CNF CNA တပွဲတွေတာဝန်ထမ်းဆောင်နေတဲ့ရဲဘော်တွေရဲ့မိသားစုဝင်တွေကိုကြေးရွာကနေမောင်းထုတ်တာ ဖခင်ဖြစ်သူကိုဖမ်းဆီးပြီးရိတ်နှက်တာပဲပြုလုပ်နေတယ်လို့ CDF တန်းဆောင်ကဂျွန်လ18ရက်နေ့ကထုတ်ပြန်ပါတယ်။ CDF တန်းဆောင်အနေနဲ့မော်ဂွေးကြီးရွာမှာနှစ်ဖက်တပ် ဖွေများစစ်စခန်းတိဆောက်ခြင်းနဲ့နေထိုင်ခြင်းမပြုရန်လိုလားပြီးဒေသခံပြည်သူတွေကိုတနာငင်ရသောအဖြစ်စခန်းချခြင်းကိုတမိထားတယ်လို့ဆိုပါတယ်စာရေးဖက်ကတတိပေးတာမြင့်ချက်ကိုလိုက်နာခြင်းမရှိပါကစစ်ရေးဖြင့်အပြင်းထန်ဆုံးဖြည့်ရှင်အဖြေရှာရတော့မယ်လို့ CDF တန်ဆောင်ကထုတ်ပြန်ထားပါဗျ။မော်ကွေးကျေးရွာကစာရေးစခန်းကို ပြီးခဲ့တဲ့ဇွန်လ9ရက်နေ့က ဇုံမူးမုံစစ်စင်ရဲ့အမိဖြင့် CDF တန်းစာကဝင်ရောက်တိုက်ခတ်ရာမှာတနာရီတွင်တိုက်ပိုက်နိုင်ခဲ့ပြီးဇက်အရေဖက်ကနှစ်ယောက်တေဆုံးကလက်နက်ခဲယမ်းအများပြားလေးသိမ်းဆီးရရှိခဲ့ပါတယ်။ချင်းပြည်တောင်ပိုင်းမတူပီမြို့နယ်တွင်ပင်ရတင်ကြားနေတဲ့ကျောင်းသားကျောင်းသူတွေအတွက်စနစ်သက်ကျောင်းသုံးပုံနှိပ်စာအုပ်နဲ့ကျောင်းသုံးပစ္စည်းတချို့ကို Future Hope Foundation ကကူညီထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။ မတူပီမြို့နယ်တွင်ကျေးရွာရှိရွာကကျောင်းသူကျောင်းသားအယောက်၂၀၀အထက်စနစ်တကျောင်းသုံးပုံနှိပ်စာအုပ်တွေနဲ့ကျောင်းသုံးပစ္စည်းတချို့ကိုဂျူလာတရက်နေ့ကထောက်ပံ့ပေးခဲ့တာလို့ Future Hope Foundation ကထုတ်ပြန်ပါတယ်။ထို့သောထောက်ပံ့ရာမှာ KG အတန်းကနေ Grade 90ဘာသာစုပ်ပုံနှိပ်စာအုပ်များ ထောက်ပံ့ပေးခဲ့ပြီးကျေးရွာတာဝန်ခံပညာရေးဘုတ်အဖွဲ့တွေကအသီးသီးလက်ခံခဲ့ကြတယ်လို့ဆိုပါတယ်။ဒါပြင်ပညာသင်ကြားရာမှာ လိုအပ်တဲ့ white board နဲ့ white pen တွေကိုလည်းထောက်ပံ့ပေးခဲ့တယ်လို့ဆိုပါတယ်။ Future Hope Foundation အဖွဲ့ဟာ2021ခုနှစ်စစ်အာဏာသိမ်းပြီးနောက်ပိုင်းမတ္တပီမြို့နယ်တွင်ပညာရေးကဏ္ဍအတွက်ကိုယ်ငီထောက်ပံ့မှုတွေဆောင်ရွက်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ ကမ္ဘာငင်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်တဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့အတူနိုင်ငံရေးကျင်းသားအလုံးကိုချွင့်ချက်မရှိအ мян ဆုံးလှပေးဖို့ပြည်နယ်နဲ့ဖက်ဒရယ်ယူနစ်လွှတ်တော်တွေလွှတ်တော်ကိုစားပြုတ်ကော်မတီတွေကတောင်းဆိုလိုက်ကြပါတယ်။ဂျွန်လ19ရက်မှာကြာရောက်မဲ့ဒေါအောင်ဆန်းစုကြည်ရဲ့အသက်80ပြည့်မွေးနေ့အထိမ်းအမှတ်ဖြစ် စကိုင်းဖက်ဒရယ်ယူနစ်လွှတ်တော်တနင်္သာရီတိုင်းလွှတ်တော်မကွေးဖက်ဒရယ်ယူနစ်လွှတ်တော်ရန်ကုန်တိုင်းလွှတ်တော် အေယာဝတီတိုင်းလွှတ်တော်ကချင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီကယားပြည်နယ်လွှတ်တော်သုံးရက်ကော်မတီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကရင်ပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီချင်းပြည်နယ်လွှတ်တော်ကိုစားပြုကော်မတီတို့ကဇွန်လ18ရက်နေ့ကပူးတွေးသဘောထားထုတ်ပြန်လိုက်တာဖြစ်ပါတယ် ဒီမိုကရေစီရှင်သန်ရေးနဲ့ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက်တိုင်းရင်းသားခေါင်းဆောင်တွေအပါအဝင် key stakeholders အားလုံးသဘောတူတဲ့နိုင်ငံရေးအခင်းချင်းကိုမဖြစ်မနေအကောင့်ထဲပို့ဆောင်ရရမှာဖြစ်ပြီးအဲ့ဒီနိုင်ငံရေးအခင်းအကျင်းတရက်ပေါ်ပေါက်ပြီးမှသာအခြားနိုင်ငံရေးအစီအမံတွေကိုဆက်လက်ဆောင်ရွက်ရမယ်လို့ဆိုပါတယ် ဒါကြောင့်အထက်ပါနိုင်ငံရဲ့အခင်းကျင်းတွေကိုဖော်ဆောင်ရန်အတွက်အခြေခံကြဆုံးဖြစ်တဲ့ပြည်သူလူထုလေးစားယုံကြည်ကူဆမှုရှိတဲ့ကမ္ဘာငင်းချမ်းရေးနိုဘယ်ဆုရှင်ဖြစ်တဲ့လူထုခေါင်းဆောင်ဒေါအောင်ဆန်းစုကြည်နဲ့အတူနိုင်ငံရေးကျင်းသားအလုံးကိုချွင်ချက်မရှိအမြန်ဆုံးသုတ်ပေးဖို့လိုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အာနာတေးစစ်တပ်ရဲ့ဥပဒေမဲ့လို့ရတဲ့ကြောင့်ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဆပြုတ်နေတဲ့နိုင်ငံတော်နဲ့နိုင်ငံသူနိုင်ငံသားတွေဟာတောင်ပေါ်မြေပြန်ကျဲလက်မြို့ပြမကျန်နေရာဒေသဆုံးမှာအထွေထွေအချက်ဒီတွေကိုအဆိုးအဝါဆုံးရင်ဆိုင်ကြုံတွေ့နေရပြီးပြည်ထောင်စုရဲ့အနာဂတ်ဟာလည်းမရေရာ မတိချမှုတွေနဲ့အလွန်ဆိုးရင်ရတဲ့အခြေအနေရောက်ရှိနေတယ်လို့ဘူတွေးကျင်းရချက်မှာဖော်ပြထားပါတယ်။ အကြံဖက်စစ်ကောင်စီရဲ့လက်နက်ကြီးပိတ်ခတ်တိုက်ခိုက်မှုကြောင့်နိုင်ငံတော်ဝန်လုံးမှ2025ခုနှစ်အတွင်းအယက်သားပြည်သူအယောက်တရာသေဆုံးခဲ့တယ်လို့နိုင်ငံရေးအကျဉ်းသားများကိုကြီးဆောက်ရှောက်ရဲ့အသင်း AAPPP ကထုတ်ပြန်ပါတယ်။2025ခုနှစ်ဇန်နဝါရီလတရက်ကနေဇွန်လ18ရက်အထိနိုင်ငံတော်အကြံဖတ်စစ်ကောင်စီရဲ့လက်နက်ကြီးပိတ်ခတ်တိုက်ခိုက်မှုတွေကြောင်းအမျိုးသမီး48ယောက်နဲ့အမျိုးသား53ယောက်စုစုပေါင်းအယက်သားအယောက်တရာသေဆုံးခဲ့တာကိုနာမည်နဲ့တကွအတည်ပြုနိုင်ခဲ့တယ်လို့ဆိုပါတယ် တေဆုံးသူတွေထဲမှာအသက်18နှစ်အောက်ကလေးငယ်18ယောက်ပါဝင်ပြီးမကွေးတိုင်းမှာတေဆုံးသူ16ယောက်ဖြင့်အများဆုံးဒေသဖြစ်ပြီးပဲခူးတိုင်းမှာတေဆုံးသူ73ဦးဖြင့်ဒုတိယတေဆုံးအများဆုံးဖြစ်ခဲ့တယ်လို့ AAPP ကဆိုပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလ3ရက်စအနာသိန်းချင်းကစားလို့2025ခုနှစ်ဇွန်လ18ရက်နေ့အထိနေဦးတော်လှန်ရေးကာလအတွင်းအကြံဖက်စစ်ကောင်စီရဲ့လက်ပါစေတွေကြောင့် တည်ဆုံခဲ့ရတဲ့ဒီမိုကရေစီရေထုတ်ရှားသူတွေနဲ့အယက်သားပြည်သူစုစုပေါင်း6809ရောက်ရှိပြီဖြစ်တယ်လို့ AAPP ကထုတ်ပြန်ထားပါတယ်။မြန်မာနိုင်ငံမှာတစ်ပတ်အတွင်းကိုဗစ် -19 တက်ခွေအတီးပြုလိုနာတဲ့90ကျော်ထပ်မံတွေ့ရှိတယ်လို့စစ်ကောင်စီရဲ့ဂျမ်းမာရေးဌာနကထုတ်ပြန်ထားပါတယ်။ ဂျွန်လ၈ရက်ည၈နာရီကနေဂျွန်လ15ရက်ည၈နာရီထိတပတ်အတွင်းလူပေါင်း2285ယောက်ကိုစစ်ဆေး PC ခေတာမှာကိုဗစ် -19 ရောဂါတခွဲတည်ပြုလို့နာသင်52ယောက်တွေ့ရတယ်လို့ဂျွန်လ16ရက်ညမှာစစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်ဂျွန်လ၈ရက်အထိရက်သက်တပတ်အတွင်းကိုဗစ်ပိုးတွေ့သူ32ယောက်နဲ့ယောဂပိုးတွေ့သူ1.44ရာခိုင်နှုန်းရှိခဲ့ရာကလည်း ယခုတပတ်မှာတော့ပိုးတွေ့နှုန်းက1.28ရာခိုင်နှုန်းအထိမြင့်တက်လာတာဖြစ်ပါတယ်။ COVID-19 ရောဂါပိုးတွေ့ရှိခဲ့တဲ့နေရာတွေကတော့မွန်ပြည်နယ်ဘေးလင်းမှာ23ရောက်ကြောက်ထုမှာ1ရောက်ရန်ကုန်မြောက်ဥကလာမှာ4ရောက်ဗဟန်းမှာ3ရောက်မင်္ဂလာတုံအင်းစိန်တင်ကန်းကျွန်းမယံကုန်းရွှေပြည်သာတာကေတာရန်ကင်းအလုံးတကုံမြို့တစ်တံပိုင်းနဲ့မြောက်ပိုင်းမှာတယောက်စီမကွေးတိုင်းကံကောမှာ9ယောက မန္တလေးတိုင်းပြည်ကြီးတစ်ခုနဲ့တရာဦးမှာတယောက်စီနေပြည်တော်စပူတီရီမှာတယောက်စံပြည်နယ်ကျိုင်းတုံတယောက်ဖြစ်တယ်လို့ယောဂကကွေထင်းချုပ်ရေးဗဟုဌာနကထုတ်ပြန်လာပါတယ်ဒီလူနာတွေထဲမှာပြင်းထန်လူနာအထူးကြက်မှတ်ကုသပေးရတဲ့လူနာနဲ့တေဆုံးလူနာမရှိဘူးလို့ဆိုပါတယ် ရှမ်းပြည်မြောက်ပိုင်း TNL ထိန်းချုပ်ထားတဲ့နောက်ချိုမြို့နယ်တွင်မှအော်မတီနဲ့ရေမောင်းတန်းကျေးရွာတွင်မှအကြမ်းဖက်စစ်ကောင်စီနဲ့ DNL တပ်ဖွဲ့တို့ကြားတိုက်ပွဲတွေဆက်လက်ဖြစ်ပွားနေတယ်လို့သိရပါဗျ။အိုမတီနဲ့ရေမောင်းတန်းချေးရွာတွေမှာဂျွန်လ16ရက်ကတိုက်ပွဲဖြစ်ပွားခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ပွဲတွေမှာအကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးနဲ့ဂိုလုံးဒရုန်းနဲ့26လုံးလာရောက်ကြီးချတိုက်ခိုက်ခဲ့တယ်လို့ DNL ကဂျွန်လ18ရက်နေ့ကထုတ်ပြန်ပါတယ်။ ဒါပြင်လက်ပံကုန်ကြေးရွာဖက်ကိုလည်းအချက်ဖက်စစ်ကောင်စီကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကြီးတွေနဲ့တုံးလို့ပိတ်ခတ်ခဲ့တယ်လို့ဆိုပါတယ်။အလားတူဂျိုနာ15ရက်ကလည်းလက်ပံကုန်ကြေးရွာ၊အိုမတီကြေးရွာနဲ့ရေမောတာကြေးရွာတွေမှာတိုက်ပွဲဖြစ်ပွားနေချိန်အချက်ဖက်စစ်ကောင်စီကလက်နက်ကြီးကိုလုံးဒရုန်းဖြင့်အစိတ်ငွေပုံ38လုံးနဲ့ပုံ35လုံးကိုလည်းလာရောက်ကြေးချတိုက်ခတ်ခဲ့တယ်လို့ DNL ကပြောပါတယ်။ ငလင်ပေးတည်ပြည်သူတွေအတွက်လူသားချင်းစာနာထောက်ထားရေးလုပ်ငန်းတွေဆောင်ရွက်ရေးအတွက် DNL ကတစ်ဖက်သက်အပြစ်ရစေးထားခြင်းကိုအကြံဖက်စစ်ကောင်စီကအခွင့်ကောင်းယူပြီးထုစစ်စင်တိုက်ခိုက်နေတာဖြစ်ပါတယ်။ဂျွန်လာ16ရက်ညနေပိုင်းမှာလဲနောင်ချိုမြို့ပေါ်ကိုတပ်ပွေဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကဟောင်းဝိဇာဖြင့်လက်နက်ကြီး၅လုံးပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်နေအိမ်၅လုံးထိမှန်ပျက်စီးခဲ့တယ်လို့သိရပါတယ်။ VOC သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။